အားလုံးပဲမင်္ဂလာပါဒီနေ့ Project Next Express ရဲ့ဒုတိယအပိုင်းမှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အနေနဲ့ဈာမရီအားလုံးအတွက်ဒီဇိုင်းပြုလုပ်ထားပြီးလာမယ့်ဇွန်လမှာထုတ်ပေးသွားဖို့ပြင်ဆင်ထားတဲ့ပြိုင်ပွဲ mode အသစ် MVP Rising League နဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဈာမရီက MCL ကိုကျွမ်းကျင်အဆင့်ဈာမရီအတွက်လိုပဲမြင်ခဲ့ကြတာကြားပြီးဖြစ်ပါတယ်ဈာမတော်တော်များများအနေနဲ့ဝင်မပြိုင်နိုင်အောင်ကာစီတာလို့ဖြစ်ခဲ့ပါတယ်ဒါမဲ့ကျွန်တော်တို့အနေနဲ့ဈာမရီအကုန်လုံးကိုပြိုင်ပွဲစတိုင်ပြိုင်ဆိုင်ခြင်းပျော်ရွှင်မှုခံစားရစေချင်ပြီးအဲ့ဒါကြောင့်မဲဒီမုတ်အစ်စ်ကိုကျွန်တော်တို့မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ် ် MC နဲ့မတူတာကတော့ဒီပုံစံအစ်စ်ကိုတော်များများပါဝင်နိုင်စေဖို့နဲ့အသုံးပြုနိုင်အောင်ဒီဇိုင်းလုပ်ထားတာဖြစ်ပြီးအစဉ်ပြေစင်းမဲ့ပါဝင်ရှင်များချင်းစီးမြေတွေနဲ့ကြွားစရာအထူးတည်တံ့ဆုလက်ဆောင်တွေပါဝင်မှာဖြစ်ပါလိမ့်။ဒါဆိုအခုအသေးစိတ်ကိုကြည့်ရှုလိုက်အောင်ပါ။ MVP Rising League အစ်စ်ကတော့ဇာမိုင်းအနေနဲ့ပြိုင်ဆိုင်မှုပြင်းတဲ့ MVP မှာပျော်ရွှင်စရာတွေကိုခံစားသိရှိနိုင်အကူအညီပေးဖို့ရည်ရွယ်ထားပဲဖြစ်ပါလိမ့်။၎င်းမှာတော့ qualification breakout နဲ့ team plus ဆိုပြီးအဓိကအဆင့်30ပါဝင်ပါလိမ့်။ qualification test တွေကို PC အောင်လုပ်ဖို့အတွက် rank ကစားပွဲတွေကိုရိုးရှင်းစွာကစားပြီးတင်းနေတဲ့ breakout scene ကိုဝင်ခွင့်ရရှိနိုင်ပါလိမ့်။အကယ်၍တင်းနေတဲ့ breakout scene မှာအောင်မြင်မှုတွေရရှိခဲ့ပါကအကောင်းဆုံးအင်းတွေကပိုကြီးမတဲ့ဂုဏ်သေးအတွက်ပြန်ဆန်ရမယ့် team class ကိုဆက်တက်နိုင်မှာပဲဖြစ်ပါလိမ့်။သမတ်ထားတဲ့လိုအပ်ချက်တွေပြည့်မီရင်တော့သင်နေတဲ့ qualification test တွေကိုဒုတိယအခွင့်စိန်ခေါ်မှု test တွေအတွက်အဆက်ပွင့်သွားမှာပဲဖြစ်ပါလိမ့်။သင်နေတဲ့ breakout scene မှာပထမဆုံးချိန်ဖြစ် champion မဖြစ်မချင်းအပတ်စဉ်တိုင်းဝင်ဝင်ရရှိဖို့အတွက် qualification test တွေကို PC အောင်လုပ်ဖို့လိုအပ်မှာပဲဖြစ်ပါလိမ့်။ ရေကောင်းစင်ကိုစနေတနင်္ဂနွေနေ့မှာစောကစားနိုင်မှာဖြစ်ပြီးတော့ဘောင်ဝင်ဖို့အတွက်အသင်းရှိကြမလို့ပေမဲ့အသင်းအနေနဲ့သတ်မှတ်ထားတဲ့ကစားပွဲရေအတွက်ကစောကစားနိုင်မှာဖြစ်ပါတယ်။ဒီနေ့နဲ့ qualification စင်ကနေရရှိလာတဲ့လက်မှတ်တွေကို breakout စင်မှာပေါင်ခွင့်ရရှိဖို့အတွက်လိုအပ်မှာပဲဖြစ်ပါတယ်။ပါဝင်ပြီးပြီဆိုတာနဲ့တင်းနေတဲ့တယောက်တည်းဒါမှမဟုတ်တူညီတဲ့ bracket တိုးတက်မှုရှိနေတွေ့ rank and match မရှိဘဲတခြားကစားသမားတွေနဲ့အပွဲဖွဲ့နိုင်မှာပဲဖြစ်ပါတယ်။ ဘရိတ်ကောင်းစင်မှာတော့ Gary တင်းနေနဲ့ဝင်ရောက်ပါဝင်နိုင်ခွင့်အကွင်းကုန်သွားပြီး Champion မဖြစ်ခဲ့ပါကတင်းရဲ့ Bracket လုပ်ငန်းစဉ်ကိုဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီးနောက်တစ်ပတ်ကျထပ်မံစူးစမ်းနိုင်မှာပဲဖြစ်ပါတယ်။စားပိုင်းနေတဲ့ဒီစင်းကိုစတင်ဝင်ရောက်တဲ့အချိန်မှာကနအုပ် breakout level ကနေစတင်မှာဖြစ်ပြီး breakout ကစားပွဲတွေကိုကစားခြင်းအဖြစ် level တက်နိုင်မှာပဲဖြစ်ပါတယ်။အပတ်စဉ် breakout ဆင်းမှာတော့အသင်း၈သင်းဆုံးထွက် bracket ပေါ်မှာဖြစ်ပြီးနောက်ဆုံးကြံခဲ့တဲ့နိုင်ရသူကတော့ champion ဖြစ်လာမှာပဲဖြစ်ပါတယ်။ ချန်ပီယံများများဖြစ်ခြင်းကသင် breakout level ကိုတိုးစေမှာဖြစ်ပြီးသင်ရဲ့ breakout level နဲ့ bracket လုပ်ငန်းစဉ်မှာမူတည်ပြီးတော့သင်အနေနဲ့အထူးသီးသန့်ဆုလက်ဆောင်တွေရရှိနိုင်မှာပဲဖြစ်ပါတယ်။ဒီဆုလက်ဆောင်တွေကိုတော့ဂိမ်းတွေကနေရာထဲမှာပြသထားနိုင်မှာပဲဖြစ်ပါတယ်။လက်ရှိပြသထားတဲ့ content အကုန်လုံးကစမ်းသပ်နေတော့ဖြစ်ပြီးရလဘော်အခြေခံပြီးတော့ချိန်ညှိမှုတွေရှိလာနိုင်ပါတယ်။ဇာကတော့ Zone Trap Project Days Express အကြောင်းဆုံးပဲဖြစ်ပါလိမ့်။နောက်ပြီးနောက်တစ်ချိန်မတိုင်ခင်ထိကျွန်တော်တို့တွေတင်တဲ့သူလမ်းတော့တောင်းပါပြန်ဆောင်ကြတာပေါ့။